ဉာဏ်ဤခြင်းသံသာနဲ့ပြည့်စုံနိုင်ကြပါစေဓမ္မဝိဟာရဒီမင်္ဂလာရှိတဲ့ဒီချိန်မှာပေါ့အတ္တဟိတနဲ့ပရဟိတဘာကမြတ်တလေပေါ့အတ္တဟိတရဲ့ပရဟိတရဲ့တို့လောကအမြင်နဲ့ပြောရင်တော့ဟိုပရဟိတကမြတ်တယ်လို့ထင်ကြပင်ပေါ့နော် အမှန်ကဗုဒ္ဓရဲ့အလိုအရာဆိုရင်တော့အတ္တဟိတဆိုတာကဟိုသာသနာကျင့်စဉ်အတိုင်းပဲပေါ့မကောင်းမှုကိုပယ်ရှားမယ်ပေါ့အတ္တနံစေပြံချမ်းညာဆိုတဲ့ဒေသနာမှာကိုယ့်ကိုယ်ကိုတကယ်ချင့်ရင်မလုပ်ရမလဲဆိုတော့ကိုယ့်ကိုယ်မကောင်းကျိုးပေးတဲ့အကုသိုလ်တွေကိုကိုယ်ကပယ်ရှောင်ရှားမယ် ကိုယ်ကောင်းကျိုးပေးတဲ့ကုသိုလ်တွေကိုတို့ကြိုးစားပြီးတော့ပွားရမယ်။ကောင်းမှုပွားမယ်။မကောင်းမှုပဲစိတ်စင်ကြယ်မှအတ္တဟိတ။အတ္တဟိတဆိုတာကဟိုအတ္တကြီးပြီးတော့လူတကာတွေကိုဒုက္ခပေးနေတာတော့မဟုတ်ဘူး။အတ္တကိုယ့်ရဲ့အကျိုးစီးပွားဟိတဆောင်တာပေါ့နော်။ ကောင်းမှုပွားမယ်မကောင်းမှုပဲစိတ်စင်ကြယ်မှအတ္တဟိတ္တဒါဆိုရင်ကိုယ်ကိုယ်ကိုတကယ်ချစ်တယ်ဆိုရင်ဒီအတ္တဟိတ္တကိုပညာရှိတဲ့သူတိုင်းအသိဉာဏ်ရှိတဲ့သူတိုင်းမဖြစ်မနေလောက်ရမှာပဲဒါဆိုရင်တို့လောကမှာပရဟိတ္တမြေခံပြီးတော့လုံနေတာတွေကတချို့ကလုံရင်လုံရင်နဲ့ စိတ်ထဲညစ်လာတယ်ပေါ့။ငါငါဒီလောက်လုံနေတာငါ့နေရာမပေးကြဘူး။ငါ့ကိုအော်ငါ့ကိုဂယုမဆက်ကြဘူး။ငါ့ကို အခွင့်ရေးတွေမပေးကြဘူးဆိုပြီးတော့အာဒုပရဟိတလောက်တာကွာ။တို့အခွင့်ရေးတွေရရမယ်။တို့ကိုနေရာပေးရမယ်။အဲ့ဒါလို့ကိုယ်တလောက်လုံနေတာအခွင့်ရေးနေရာတွေမရတဲ့ခံကြလို့စိတ်ထင်ညစ်လာ အာပရဟိတလောက်တာဘာမှလည်းကောင်းကျိုးမရပါလားဆိုပြီးတော့စိတ်တွေညစ်လာစိတ်ညစ်ရာကနေဆင်းရဲလာတယ်ပေါ့အဲ့လိုဆင်းရဲတဲ့အခါကျတော့ပရဟိတမဖြစ်တော့ဘူးဒါကမာရဟိတပေါ့မာနရဲ့စိတ်တွေအကျိုးကိုဆောင်းတယ်လို့ဖြစ်သွားတာစိတ်ထဲညစ်ပေဆင်းရဲနေအကျင့်တွေပြက်ကြမာရဟိတ ဩပရဟိတလုပ်ရင်လည်းဟိုမကောင်းမှုတွေဒုစရိုက်တွေပေါ့စေဝါတွေလုပ်ကြတယ်အမှုရစေဝါမှုရတေဇာတွေတုံးကြတယ်ပေါ့ဒုစရိုက်တွေပြုကြတယ်တချို့ပရဟိတခုတုံးလုပ်ပြီးတော့ဒုစရိုက်တွေလုပ်နေတာဒါပရဟိတမဟုတ်တော့ဘူးမာရဟိတဖြစ်သွားပါပြီတဲ့စိတ်ထဲညစ်ပေစင်းရဲနေအကျင့်တွေပြက်ကြမာရဟိတ ဒါဆိုရင်ပရဟိတအစစ်ဆိုတာကထိုပရဟိတဖတ်ခင်ကြီးကဘာလို့လဲဆိုတော့သူမိရာရှင်ရသိသူရမဲ့နိဗ္ဗာန်ကိုသူကဩငါတယောက်ထဲရတဲ့ဒီနိဗ္ဗာန်အချိုးမများဘူးပေါ့အများကိုလည်းငါနိဗ္ဗာန်ရောက်အောင်နိဗ္ဗာန်တောင်ကန်းကိုငါအရောက်ဖို့မယ်ဆိုပြီးတော့တို့လေလော်ရဲဥပမာပေါ့နော် ခရီးတဲ့တွေကိုဟိုဘက်ကမ်းရောက်အောင်ကိုက လော်ပြီးတော့ပို့တာဒါပေမဲ့ရောက်တဲ့ခါကျတော့ကိုလည်းရောက်ပါတာပေါ့အဲ့ဒီသုမေရာရှင်အသေးဘဝကနေပါရမီ7ပါပေါ့ပါရမီ7ပါတွေသူ့ရဲ့စွမ်းအားနဲ့သူစူးစမ်းပြီးတော့သူ့ရဲ့ရင်မှာရှိနေတဲ့ချမ်းသာမှုတွေကိုရှိနေကိုမှအကျိုးချမ်းသာဆောင်းငါပေးကြပရဟိတငါမှာ ဒါနချမ်းသာတွေရှိတယ်အများတွေငါအကျိုးဆောင်ပေးမယ်။နမသီလချမ်းသာတွေရှိတယ်နိခမချမ်းသာပညာချမ်းသာဝိရိယချမ်းသာခန္တီသစ္စာအဋ္ဌိဋ္ဌမေတ္တာဥပေက္ခာအဲ့ဒီသစ္စာတရားတွေဒိဋ္ဌံတွေမေတ္တာတွေဥပေက္ခာတွေအဲ့ဒီပါရမီချမ်းသာတွေကို ရှိနေကိုမှအကျိုးချမ်းသာဆောင်ငါပေးကြပရဟိတာတဲ့ကိုမှပါရမီစွမ်းအားတွေရှိတဲ့အများအတွက်အကျိုးဆောင်ပေးမယ်ကိုမှယရနာစွမ်းအားတွေရှိတယ်ကိုမှတိတ်ခါစွမ်းအားတွေရှိတယ်သီလတိတ်ခါသမာဓိတိတ်ခါပညာတိတ်ခါအဲ့ဒီတိတ်ခါချမ်းသာပါရမီချမ်းသာယရနာချမ်းသာတွေ ਨੇ အများကိုတို့အကျိုးဆောင်ပေးနိုင်မယ်ဆိုရင်တော့ဒါ သူမေတ္တာရှင်အသေးတို့ရဲ့ထုံးကိုနှလုံးမူပြီးတော့ပရဟိတဆိုတာကအမတန်မှမောမြတ်တဲ့အလုံးမှုအတ္တဟိတလည်းနိုင်အောင်တို့ကြိုးစားကြမယ်ပရဟိတလည်းတို့လုံနိုင်မယ်ဆိုရင်တော့နှမျိုးလုံးလုံနိုင်ရင်တော့ပုံမြတ်ပါတယ်ဒါပေမဲ့နှမျိုးလုံးမလုံနိုင်ရင်အတ္တဟိတကဗုဒ္ဓရဲ့အလိုအရပရဟိတထက်ကို ညပါတယ်ဒါကြောင့်မျိုးလုံးနိုင်ရင်နှမျိုးလုံးလုတ်ပါနှမျိုးလုံးမလုတ်နိုင်ရင်တော့အတ္တဟိတကိုစူးစမ်းပြီးတော့လုတ်ကြပါလို့အလေးနဲ့တိုက်တွန်းပါတယ်